လက်ထပ်ဖို့တွေ့အားလုံးပြည်စီပြီးမှကြုံတွေ့လိုက်ရတဲ့ဖြစ်ရပ်ကြောင့်တယောက်တည်းကြည်ရဲ့ခရရတဲ့ရှမ်းသူတို့တမီလေးအားလုံးပဲမင်္ဂလာပါဆယ်လီတိုင်းယူပေးကနေပြန်လေးကြိုဆိုလိုက်ပါရီလောကကြီးမှာချို့သောဖြစ်ရပ်တွေကရုပ်ရှင်နဲ့ဝတ္ထုထဲမှာတင်ရှိတာမဟုတ်ပဲပြပလောကမှာလည်းတကယ်ရှိပြီးတော့စိတ်မကောင်းစရာတွေဖြစ်သွားတတ်ပါရီဒီရဲ့ပိုင်းမှာတော့လူအများစိတ်မကောင်းစရာဖြစ်နေရတဲ့ဘီယိုလီကတော့လက်ထပ်ဖို့တွေ့အားလုံးပြည်စင်ထားတဲ့သူတို့တမီလေးရဲ့တပ်ဖို့ဖြစ်ပါရီရွှေလီမှာနေထိုင်နေရှမ်းသူတို့သားနဲ့သူတို့တမီဟာသူတို့ရဲ့မင်္ဂလာပွဲတွေ့ဓာတ်ပုံတွေလည်းရှိုက်ပြီးသားဖြစ် လိုဖိတ်စာတွေလည်းရိုင်းနေပြီးသားဖြစ်ပါတယ်။သူတို့ကိုရိုက်ကူးပေးတဲ့ဓပုံဆရာကတည်းကပေါ့လေးတွေတင်ထားခဲ့ပြီးတော့အရန်လိုက်ဖက်ကြောင်းလည်းချီးကျူးကြပါတယ်။နေရာလောက်ကမျက်နာချင်းခက်ဆစ်ဆဲဖြစ်နေပြီးတော့ငယ်ရွယ်တဲ့အရွယ်လေးတွေပဲရှိပါသေးတယ်။ဇွန်လ29ရက်နေ့မှာမင်္ဂလာဝေကျင်းပမှာဖြစ်တာကြောင့်အိတ်ခံမိုးတွေစီစဉ်ပြီးသွားပြီဖြစ်ပါတယ်။ဝိစုံတွေကိုလည်းရွေးပြီးသားဖြစ်တယ်လို့မိတ်ဆွေတွေကလည်းသူတို့လက်ထက်မဲ့အကြောင်းကိုသိပြီးသားပါ။ အဲဒါကြောင့်ဇွန်လ29ရက်နေ့ရောက်ရင်တော့မိလာဆောင်မှုပဲကျမတော်ရီသူတို့သားကကျေတီးသွားဝယ်ရင်းနဲ့လမ်းမရှိမတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါရီနေရာမှာရင်ကွက်လွတ်သွားခဲ့ပြီးတော့မိလာဘွဲကိုမတက်ရောက်လိုက်ရပါဘူးအချို့သောယူဆတွေကသူတို့သားသူတို့သမီးတွေကလက်ထက်ခံနေမှာအသွာလာနေထိုင်စေချင်ရတယ်လို့ရှေးလူကြီးတွေကပြောကြပါရီမိလာဆောင်ကနေမှာအသွာလာနေထိုင်ကျမရေးဆဆရရကိုဂယူဆိုင်ခိုက်ကြပေမဲ့လေရှောင်လွဲလို့မရတဲ့ကဲကျမကိုရင်ဆိုင်ရပါရီသူတို့သားကတော့သူ့ရဲ့မိလာဘွဲခန္ဓာကိုပြင်ဆင်ပြီးဖြစ်ပေမဲ့လေ ်လိုဝဲနေတဲ့ကျဲသီးလေးကိုကိုရိုင်းသွားဝယ်လိုက်ပါတယ်။ဘီလက်မြင်မွေတဲ့ကနေထိတွေ့မိတာကြောင့်ကွယ်လွန်ခဲ့ရပြီးတော့မထင်မဲ့ထားတဲ့အဖြစ်ဆိုကြမင်းသူတို့သားကအားလုံးကိုထားရိုက်ခဲ့ရပါတော့တယ်။သူတို့သားကသူ့ရှမ်းမြော်လင်းထားတဲ့မင်္ဂလာပွဲကိုမတက်ရောက်နိုင်တော့ပဲလောကတွေကနေပြီးတိုင်ထွက်ခွာသွားတာပါ။သူတို့သားနဲ့သူတို့သမီးနေရာလုံးကအရင်ချမ်းသာကြပြီးတော့သူတို့သားရဲ့နမေကတော့ ပန်မင်းလို့ခေါ်ပါရင်သူတို့ရဲ့မိနာပွဲကြွေဝစ်စုံတွေကိုအမျိုးမျိုးပြောင်းလဲပြီးတော့ရှိုက်ကူထားခဲ့တာပါရှေးထုံးလေးမပင်နေဆိုတဲ့အတိုင်းရှေးလူကြီးတွေကတော့လက်ထက်ခံနေအလိုလိုခံနေရှေးပြုခံနေတို့မှသတိထားခိုင်းကြပါရင် သူတို့သားကတော့သူ့ရဲ့မိင်္ဂလာဝေးကိုတောင်မှမရောက်သွားနိုင်ခဲ့ပေနဲ့နှစ်ပတ်ခန့်အလိုမှယုတ်တည့်ရဲ့ကွယ်လွန်သွားတာပါသူတို့သားကယုတ်တည့်ရဲ့ကွယ်လွန်သွားမယ်ဆိုတော့ကိုကျူးသီးခဲ့ရင်တော့အရင်မကြည့်တဲ့ခြေသီးကိုလည်းတော့ဝယ်ပြမှာမဟုတ်ပါဘူးနေစေသွားလာနေကြဖြစ်တဲ့အတွက်ခြေသီးတော့ဝယ်ရေကနေမထင်မထားတဲ့ဖြစ်စိုးကြီးကဝင်ရောက်ခဲ့ပါတော့ရီစိန်ခဲ့တဲ့သူတို့သမီးအတွက်တော့အားလုံးကစိတ်မကောင်းဖြစ်နေကြပါရီမိင်္ဂလာဆောင်ကနေမှရှင်မတော်တဆမှုဖြစ်သွားသူတွေလည်းရှိသလိုအဖမ်းခံရပြီးတော့ချုံနယ်ခံရသူတွေလည်းရှိကြပါရီ ရွှေရီယာတို့သမီးနဲ့လက်ချက်ဖို့အတွက်အရာရာပြည့်စဲမိသားဖြစ်တယ်လို့သူတို့ရဲ့မင်္ဂလာပွဲကိုအဆင်ပြေပြေပြီးဆုံးသွားမယ်လို့ပဲထင်ထားတာပါအချို့တွေကတော့မင်္ဂလာဆောင်ကနေ့မှာရုတ်တရက်ကွယ်လွန်သွားတာကတိုက်ကနေပြန်ခေါ်လာကြောင်ဖြစ်မယ်ဆိုပြီးတော့မှန်းဆနေကြပါတယ်မင်္ဂလာတောင်ရဲ့ပျော်ဆုံးဖြစ်ရမယ့်အချိန်မှာသူတို့သားကအသက်ဆုံးရှုံးသွားတဲ့အထိအဖြစ်ဆိုးခဲ့တာကြောင့်မိသားစုတွေမှာလည်းယူကျုံမရဖြစ်နေကြပါတယ်ဒီလိုအဖြစ်ဆိုးတွေကရုပ်ရှင်ထဲမှာလည်းရှိတာမဟုတ်ဘဲနဲ့လက်တွေ့ဘဝမှာလည်းရှိပါတယ်သူသမီးရဲ့ဖြစ်ကတော့တရားမရှိရင်ယူသွားလောက်ပြီးတော့တရားနယ်ပဲဖြစ် ြေနေရပါတော့တယ်။သူတို့သားနဲ့သူတို့သမီးနဲ့နောက်ဘဝမှာပေါင်းဖက်ရပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။